R9 ကို Ronaldo Nazario ကြောင်းပဲဖြစ်ပါတယ်။ R9 ဟာစင်ဂျီဘုံရွက်ွက်ဖြစ်တဲ့ Yuri Janeiro မှာပဲသူ့ရဲ့ကစားသမားဘဝကိုစတင်ခဲ့တာဖြစ်ပြီး အသက်18နှစ်အရွယ်မှာ Cruzio တင်းကိုစတင်ကစားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။မကြာခင်မှာ PFP အတင်းတို့ပြန်လည်ပြောင်းရွှေ့ကစားခဲ့ပြီး သူ့ရဲ့နှိမ်မြန်မှုကြံ့ခိုင်မှုတာမာမှုအလိန်ခောက်ကောင်းမှုတွေကြောင့် သူဟာ BFV တင်းမှာတဟုံတို့တိုးတက်လာသူတယောက်လည်းဖြစ်ခဲ့ပါတယ်။ BFV တင်းမှာအကောင်းဆုံးခြေစွမ်းပြမှုတွေကြောင့်1996ခုနှစ်မှာဘာစီလိုနာအတင်းကိုစံချိန်လေးပြောင်းရွှေ့ခြင်းနဲ့တရားဒီကစားခဲ့သူတယောက်လည်းဖြစ်ခဲ့ပါတယ်။ဘာစီလိုနာအတင်းမှာအကောင်းဆုံးခြေစမ်းပြမှုတွေကြောင့်အသက်20ရွယ်မှာပဲ ကမ္ဘာအကောင်ဆုံးလူငယ်ကစားသမားဆုကိုရရှိခဲ့ပါတယ်။1989ခုနှစ်မှာအင်တာမီလန်အသင်းကိုစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ထပ်မံပြောင်းရွှေ့ကစားခဲ့ပါတယ်။အာနိုင်ဟာအင်တာမီလန်အသင်းမှာကစားစဉ်မှာဒူးတိုင်ရာကြီးကြီးမားမားရရှိခဲ့ပါတယ်။အာနိုင်ဟာ သူ့ရဲ့ပြင်းထန်တဲ့ဒူးတိုင်ရာကြောင့်နှစ်ရာဒီနီးပါးဘောလုံးမကန်နိုင်ပဲနားခဲ့ရပါတယ်။ ဒါကြောင့်အချို့ကသူ့ကိုဘလုံးကစားသမားဘွားပြီးသူ့ရဲ့အကောင်းဆုံးကြိုးစားမှုတွေကြောင့်2002ခုနှစ်ကဘလုံးရဆူရှင်လည်းဖြစ်ခဲ့ပါတယ်။ပုနောက်အာနိုင်ဟာရီယယ်မက်ထရစ်တွင်ကိုပြောင်းရွှေ့ကစားခဲ့ပြီးရီယယ်မက်ထရစ်တွင်မှာတော့ဇီဒန်၊ဘက်ကန်၊ဖီဂို၊ရောဘတ်တို ကာလိုတို့နဲ့အတူဆူပလားများစွာကိုတင်ပိုက်ခဲ့ပါတယ်။အာနိုင်ဟာ AC မီလန်တွင်တို့ ြောင်းရွှေ့ကစားခဲ့ပြီးနှစ်ရာသီ34ပွဲကစားပြီး16ဂိုးတွင်က AC မီလန်အထင်ကိုချန်ပီယံလိဝခွင့်ရအောင်ကူညီပေးခဲ့ပါတယ်။ထို့နောက်အာနာယာ2008ခုနှစ်ဖေဖော်ဝါရီလမှာလီနိုဗိုတင်းနဲ့ကစားတဲ့ပွဲစဉ်မှာဒုတိယပြန်လည်ရရှိခဲ့ပါတယ်။ဒုတိယအကြောင်းအာနိုင်ဟာ AC မီလန်တင်းနဲ့လမ်းခွဲခဲ့ပြီးသူ့ရဲ့ကစားသမားဘဝနောက်ဆုံးခရီးရောကိုရင်းဒီယန်အတင်းမှာအဆုံးသတ်ခဲ့ပါတယ်။ အာနိုင်ဟာလှင်မြန်မှု အလိန်ခေါကောင်းမှုကိုတင်းတိကျမှုတူးချင်းဆွမ်းဆောင်ရည်ကောင်းမှုတွေကြောင့်နာမည်ကြီးခဲ့သူတယောက်လည်းဖြစ်ခဲ့ပါတယ်။ထို့ပေမဲ့သူ့ရဲ့ပြင်းထန်သောဒုထန်ရာကြောင့်ကစားသမားဘဝကိုစောစီးစွာအနားယူခဲ့ရပါတယ်။ထို့ပေမဲ့အာနိုင်ဟာတန်ရာပြဿနာ ပြင်းထန်စွာရရှိခဲ့ပေမဲ့လည်းအာမလျှော်ပဲသူ့ရဲ့စူးစမ်းမှုတွေကြောင့်အောင်မြင်မှုများစွာ ပြန်လည်ရရှိခဲ့ရကိုလည်းတွေ့ရပါတယ်။ ထို့ကြောင့်ကျွန်တော်အနေဖြင့်အာနိုင်ကိုဘောလုံးသမိုင်းတစ်လျှောက်မှာအကောင်းဆုံးတိုက်စစ်မှုတစ်ယောက်ဖြစ်နေမိမိပါတယ်။ညီကိုတို့နေရောဘယ်လိုမြင်လဲဆိုတာကို comment မှာပြောပါပြီးလို့ရပါတယ်။နားဆင်ပေးခဲ့ကြတဲ့ညီကိုတို့တစ်ယောက်ချင်းစီကိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။ channel တက်တယ်ဆိုရင်တော့ like and subscribe link နဲ့ကူညီပေးခဲ့ကြပါဦး။တာယာလှပါတော့နေလေးဖြစ်ကြပါစေ။